အားလုံးပဲမင်္ဂလာပါဗျာဆိုင်းနဲ့တရင်ဌာနမှာပြန်လဲကြိုဆိုလိုက်ပါတယ်ခင်ဗျာအခုတင်ဆက်ပေးမယ့်ရုပ်တံမျိုးတို့ဖိုင်လေးတော့စစ်တပ်ကနိုင်ငံရေးတွေကမထွက်သေးမြန်မာနိုင်ငံကဘယ်တော့မှငြင်းချမ်းမဟုတ်တဲ့အကြောင်းကိုနေ့သစ်ပြောလာတဲ့ရုပ်တံမျိုးတို့ဖိုင်လေးကိုတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာဒီမှာနေ့သစ်မြန်မာကအဲ့ဒီအကြောင်းနဲ့ပတ်သက်ပြီးဘာတွေဘယ်လိုပြောဆိုနေတယ်လဲဆိုတော့ကိုအားလုံးဝင်ရောက်ကြည့်ရှုလေ့လာသုံးသပ်ဝေဖန်ပေးကြပါအောင်ခင်ဗျာအားလုံးကိုလည်းဆိုင်လန်တင်ထားလာမှာအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ။ ဒီပါကြီးကိုပါတော့ဗျာဒီလေးပတ်ပြပါတဲ့ကြပါထူးခြားတဲ့တရေတွေကတော့ဒါကျွန်တော်တို့အဲတောက်ပိုင်းမှာဆိုလို့ရှိပေါ့နော်ထိုင်းပြည်မှာနေဆက်ပါရှိနေတဲ့ဒါအချပ်ပစစ်ကောင်စီရဲ့ဒါဘော်ဖိုးကြီးစကားအချပ်ပစစ်ကောင်စီရဲ့ဘော်ဖိုးစီစကားကဆိုလို့ရှိတော့ဒါဒီပိုင်းအတွဲပါပဲစကားတစ်ခုလုံးကိုဒါကျွန်တော်တို့ပြည်သူဘတ်တော်သားတွေနော် KNUK ရတဲ့လေတဲ့ဘူပေါအဖွဲ့ပါဟာဘိတ်တွေကဒီပါပါအောက်ပြစွာတဲ့ ိတ်ပိုက်လိုက်တာဆိုလို့ရှိရင်အခုအာလာလာလက်နက်တွေအများကြီးရတယ်လက်နက်တွေအများကြီးရတယ်လို့ဒါကျွန်တော်တို့ပြောပြချက်ပါတယ်နော်ပြောပြချက်ပါတယ်ဒီအကြမ်းဖက်စစ်ကောင်စီရဲ့ဖွဲ့စည်းပုံကပြက်ကိုပြက်ရပဲသူတို့ကသူတို့ဗတ်တရားလုပ်ခဲ့တဲ့အရာတွေအားလုံးအားလုံးပြည်သူကအခုပြတ်သိမ်းပြီလေတိုင်းသားတွေလည်းအခုအကုန်လုံးပြတ်သိမ်းပြီလေနော်အကုန်လုံးလည်းသဘောပေါက်နေပြီမင်္ဂလာပါကြီးလေးရဲ့မင်္ဂလာပါမင်္ဂလာကတကယ်ကို ရှိတော်မင်္ဂလာပါနော် ဲ့တော့ထိုင်းပြည်ပါတယ်ဆက်ပါရှိနေတဲ့အကြပ်ဖက်စစ်ကောင်စီရဲ့ပေါ်ဖိုးကိစ္စကဟာဟာလာဓာိုင်ပိုက်တာတိုက်ခိုက်တယ်ဆိုတော့တရေတွေတက်လာတယ်တော့အကြပ်ဖက်စစ်ကောင်စီတဲ့ပတ်သက်တဲ့လူတွေထွက်ပြေးသွားတယ်လို့သိရတယ်တော့အကြပ်ဖက်စစ်ကောင်စီစီကတွေပါလက်တက်ခဲတွေအများကြီးပဲရတယ်ပေါ့မတိရကြရပါတော့မတိရတော့နှစ်ရက်တော့ရတော့ရှိပြီဒါရေကုန်နေတာဒီ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 စကန်အတော့ကိုဟာလာအားလုံးကလည်းရေကုန်နေဟာဘယ်လိုမျိုးဖြစ်လာမလဲဘယ်လိုအနေအနေထားများဖြစ်လာမလဲဆိုအခုဆိုလို့ရှိရင်တော့ဒါကျွန်တော်တို့အောင်မြင်စွာနဲ့တိုက်ပိုက်ရရှိသွားပါပြီဆိုတဲ့အကြောင်းတရင်ကောင်းပါပါစေခဗျာ ဟုတ်ကဲ့အခုအကြမ်းဖက်စစ်ကောင်စီရဟိုဖိုးပတ်ရန်ဒီပတ်ရန်ရမ်းနေတယ်ပေါ့နော်အကြမ်းဖက်စစ်ကောင်စီဘက်ကညတော့မှဟိုဘာသတင်းတွေကြားရလဲဆိုတော့အခုတက်လာတဲ့သတင်းတွေကိုကျွန်တော်ပြန်လဲပြောမှသုံးသက်ကြည့်မယ်နော် NND အစိုးရကိုတဲ့အကြမ်းဖက်စစ်ကောင်စီစစ်တပ်ကလည်းအတက်နိုင်ဆုံးပူးပေါင်းဆောင်ရွက်ခဲ့တော်လဲโอเคအကြမ်းဖက်စစ်ကောင်စီမရောက်လာရင်မေး brainwash လို့လို့ရတဲ့အထဲမှာ generation z တွေမပါဘူးမျိုးဆက်တစ်တွေမပါဘူး เนาะအားလုံးအားလုံးမပါဘူးเนาะ NLD အစိုးရကိုတဲ့စစ်တပ်ကအတက်နိုင်ဆုံးပူပေါင်းဆောင်ရွက်ခဲ့တော်လဲကားလုံးမခေါ်သည့်အပြင်နဲ့ဥပဒေနဲ့မညီတော့ကိစ္စရပ်များစွာလှုပ်ဆောင်ခဲ့၍ဒီမိုကရေစီကလူလူမုံတိုင်းကထက်နဲ့ဖြစ်ပေါ်ခဲ့သည်ဟုမရောက်လာပြောပါတယ်အဲ့တော့အဲ့တချက်ကိုအရေးရှိပဲမရောက်လာရေเนาะโอเค NLD လက်ထက်မှာ NLD လက်ထက်မှာခပြားတို့အကြပ်စစ်ကောင်စီကလေတကယ်ဆိုလွတ်တော်တွေကထွက်သွားပါเนาะအာဗလာတာပြောပဲ လွတ်တော်တွေထွက်တာပါဒီစစ်တပ်နဲ့နိုင်ငံရေးနဲ့ဘာမှမဆိုင်ဘူးတော့ပါစစ်တပ်နဲ့နိုင်ငံရေးနဲ့ဘာမှမဆိုင်ဘူး NND လက်ထက်ကလေးကခင်ဗျားတို့အကြဘက်စက်ကောက်စစ်တပ်တွေလွတ်တယ်ပါအစိတ်သားတွေပါနေရာတွေပါဝင်ရမလုံးနဲ့အဲ့လိုထွက်ကိုထွက်သွားရသဘောပေါက်လားမသိသဘောပေါက်လားမသိဟိုအခုပါလာပြီးတော့ပါ NND ဘာကြဘာကြဆိုတော့ခင်ဗျားတို့လာပြီးတော့ပါအပြစ်သွားပပုတ်တယ်တော့သဘောပေါက်လားမသိဒါတကယ်ကိုမြန်မာနိုင်ငံရေးကိုမြန်မာနိုင်ငံရေးအတိုင်းပဲသုံးသပ်လိုက်ပဲဆိုလို့ရှိရင်အခုက ခပြားတို့အကြပ်စစ်ကောက်စီလှုပ်လိုက်ပါ NND လက်ထက်တက်ကထက်တော့ပို့ပြီးတော့မှစုတ်ချသွားတဲ့အနေထားအသွင်အပြင်တစ်ခုကိုခပြားတို့ပို့ဆောင်လိုက်တာဖြစ်တယ်အဲ့ဒါခပြားတို့ဘယ်တော့မှမပေးတဲ့တဘောပေါက်လားမသိဘူးနော်တဘောပေါက်လားမသိဘူးအဲ့ဒါခပြားတို့စဉ်းစားပါအဲ့တော့ NND အစိုးရကိုခပြားတို့ကအတက်တက်ဆိုပူပေါက်ဆောင်ခဲ့တော့လဲဆိုတော့ဟိုဘယ်လိုပြောပြမလဲအောက်တဲကြတဲ့စကားလုံးခပြားတို့တော့ဖို့အတွက်စဉ်းစားတဲ့ဒါကြတော့အတိုက်ပိတ်ကဲပုဂ္ဂိုလ်တော်ဆောက်စုကြည်ရပြည်တွင်းမှာဆိုလို့ရှိရင်လည်း ပြည်တွင်းပြည်သူလူထုတွေ့ဆုံမှုတွေကိုလုပ်ခဲ့တယ်။ပြီးလို့ရှိရင်အဲ့ဒီအခြေအမှာအများဆုံးသောပြဿနာเนาะအများဆုံးသောပြဿနာတစ်ခါပြောပြမယ်။ဒါကြတော့တိုက်ပိတ်ကပုဂ္ဂိုလ်တော်စာစုကြည်ကပြည်တွင်းနဲ့ပတ်သက်ပြီးတော့မှပြည်သူလူထုကိုတွေ့ဆုံမှုတွေကိုလုပ်တဲ့အခါမှာအများဆုံးသောပြဿနာဘာဖြစ်မယ်လို့ထင်လဲသိလားမိမကြီးကိုမတော်မ။အများဆုံးသောပြဿနာကဒီအကြပ်ပတ်စစ်ကောင်စီတွေကဒီအကြပ်ပတ်စစ်တပ်တွေကပြည်သူလူထုပေါ်မှာမတရားသောတိမ့်ပိုက်တာသောမြေယာကိစ္စတွေပဲဖြစ်တယ်။အဲ့ဒါအများဆုံးပဲ။အညာမြေဒေသကိုနိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်တော်စာစုကြည်သွားပြီးဆိုလို့ရှိရင်လေ ပြည်သူလူထုအများသောအမေးအမေးလို့အော်ပြီးတိုင်ကြတာဘာတိုင်ကြလဲဒီအချိုင်ဘက်စစ်ကောင်စီတွေကဘယ်လိုပြောပြမလဲမြေတွေကိုမတရားသိမ်းထားပြည်သူလူထုနဲ့ပတ်သက်တဲ့မြေယာတွေကိုမတရားသိမ်းထားတဲ့ကိစ္စတွေနော်အညာမြေကိုသွားပြီဆိုလို့ရှိရင်လည်းနိုင်ငံတော်အတိုင်းအမြဲပုဂ္ဂိုလ်တော်စာစုချုပ်တိုင်တာမြေယာကိစ္စတွေတိုင်နေအဲ့တော့ဟိုရှက်ပြီတဲ့သွားလဲထိုလေးတစ်ကောက်ပဲဒီအချိုင်ဘက်စစ်ကောင်စီစစ်တပ်ဘက်ကဒီတော့ပါမတရားသိမ်းထားတဲ့မြေယာကိစ္စတွေကိုတိုင်နေတနင်္လာနေ့တိုင်းဘက်ကိုသွားမယ်ဆိုလို့ရှိရင်လည်းအချိုင်ဘက်စစ်ကောင်စီစစ်တပ်ကမတရားသိမ်းထားသောမြေယာကိစ္စတွေတိုင်နေ ထိုလိဒီကောက်မဲ့ကရင်ပြည်နယ်ကိုသွားမယ်ဆိုလို့ရှိရင်လည်းအကြမ်းဖက်စစ်ကောင်စီစစ်တပ်ကမတရားတိုက်မိုက်ထားသောမြေယာကိစ္စတွေကိုတိုက်နေ။အဲ့လိုမျိုးအပြည်သူလူထုကနိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်တော်ဆက်စုကြည်ကိုဒီအကြမ်းဖက်စစ်ကောင်စီကမတရားတိုက်ထားတဲ့မြေယာကိစ္စတွေနဲ့ပတ်သက်ပြီးတော့မှတိုက်ပြီးဆိုလို့ရှိချင်းတိုက်ပြီးဆိုလို့ရှိဒီအကြမ်းဖက်စစ်ကောင်စီမဲရောက်လာသူတို့နဲ့ပတ်သက်တဲ့ဒီစစ်တပ်ဘက်ကလူတွေမျက်စိတွေမျက်နှာတွေအကုန်လုံးပြတ်တယ်။ဘာဖြစ်လို့လဲ။ပြည်သူလူထုတွေးဆမှုတယ် လုတ်တဲ့အခါမှာမျက်စိမျက်နှာကိုပြက်လို့နော်ဒါကြတော့အတိုက်ပကယ်ပုဂ္ဂိုလ်တော်ဆက်စုကြီးကစကားပြောပြီးဟလာမြေယာကိစ္စတွေစကားပြောပြီးဆိုသူတို့မျက်နှာမျက်စိမျက်နှာတွေကိုပြက်လို့အဲ့လိုပြောမျက်စိပြက်မျက်နှာပြက်ဟိုကဟိုကမလုတ်တဲ့ဒီကလုတ်တဲ့အဲ့လိုပြောသူတို့တွေကမျက်နှာတွေပြက်ကြတယ် ဘာဖြစ်လို့လဲဆိုတဲ့အခါကြတော့ပြည်သူနဲ့ရှင်လေပြည်သူနဲ့ရှင်လေဒီမြေယာကိစ္စလေပြည်သူဒီအမှန်တရားပဲဒီနေ့ဒီချိန်ဒီအမှန်တရားလို့တော့ပဲအခုမှကာလုံမခေါ်သည့်အပြင်ဥပဒေနဲ့မညီတော့ကိစ္စရဲ့များသောကာလုံမခေါ်အခုမှကာလုံနေပါမင်းအောင်လာမင်းအောင်လာရင်တို့ဒီခရိုနီလီအာနာရှင်နေဆိုတာပြည်သူတွေသဘောပေါက်ပြီးသွားပြီတမတော်ကိုလည်းခင်ဗျားတို့အတုံးချပြီးသွားပြီ၅နှစ်လုံးလုံးအတုံးချပြီးသွားပြီ ဘာမှခင်ဗျားတို့အောင်မြင်မှုမပေါ့ NLD လောက်တော့လဲ NLD လောက်လို့ခင်ဗျားတို့เนาะဟိုပတ်ရဒီပတ်ရအခုလဲခင်ဗျားတို့တွေဒီဘာတွေထပ်ဖြစ်ပြန်လဲဆိုလို့ရှိရင်အပြစ်တွေပြန်ဖို့ကျင်တယ်ခါလုံးမခေါ်လို့လေထမိတ်ဝတ်တာပါလားအကြမ်းပဲစစ်ကောင်စီမရောက်လာခင်ဗျားတို့ထမိတ်ဝတ်တာလိုက်เนาะခရရရိုက်စကားပြောပါမယ်ဆိုခင်ဗျားတို့အောက်တက်ကြလို့လေခင်ဗျားတို့တွေရယူထားတဲ့ယာဓူးတွေအပွက်တွေအခက်အလက်တွေတဲ့အတူခင်ဗျားတို့ရကိုကြစ်တရားတွေဒီ မကောင်းဘူးခင်ဗျားတို့ရဲ့အကျင့်တရားတွေမကောင်းဘူးခင်ဗျားတို့ပြောတဲ့ဆိုတဲ့စကားတွေကအစစ်တမ်းမရှိဘူးအခုငားနေလောလောခင်ဗျားတို့တက်ပြတ်သားတွေကိုအတုံးချခဲ့ပြီးတော့ဘာအောင်ပြူးမှမရခဲ့တဲ့အခါကျတော့အခုခင်ဗျားတို့တွေဒီ identity ကိုအပြစ်ထပ်ပေါက်ပြရတယ်အောက်တက်ကြတယ်ခင်ဗျားတို့တကယ်ရအကုန်ထွက်ထွက်ဘာသူကခင်ဗျားတို့လက်ခံပါပေါ့ဘူးထွက် ံးပြတ်သားတွေပဲသူများတိုင်ကပါဆိုလို့ရှိရလေအကောလောအစိပ်ပြေနေပြီအားလောအစိပ်ပြေနေပြီအစိပ်ပြေတာမြန်မာနိုင်ငံမှာအာဆီယံပါအစိပ်မပြေဆုံးတော့အာဆီယံနိုင်ငံကိုပြပါဆိုမြန်မာနိုင်ငံမှာဘာဖြစ်လို့မြန်မာနိုင်ငံဒီအစိပ်မပြေတာလဲဒီပါလီယံကပြီးချက်တွေကြောင့်ဒီပြည်သူလူထုအရေးနဲ့ပတ်သက်ပြီးဟိုကပါလိုက်ဒီကပါလိုက်ဟိုကပါလိုက်အကောလောလိုက်တော့ပါစုတ်ဖတ်နေတဲ့အတွက်ကြောင့်ခင်ဗျားတို့အကောလောပြောပါပဲထွက် နိုင်ငံလောကအထွက်ပါမထွက်ရင်ပြည်သူလူထုကလည်းခပြားလို့လက်ပတ်ခတ်လာတာ၅နှစ်ရှိပြီအေးနောက်တဲ့ခပြားတို့အကြက်ဆက်ကောင်စီကနိုင်ငံလောကမထွက်ဘူးဆိုခပြားတို့တက်ပေါ်တော့သားတွေကိုလည်းခပြားတို့ကိုလက်ပတ်ခတ်တော့တဲ့အသေးသားကိုတော့ပဲနောက်တဲ့တိနောက်တဲ့ခြေလာတည်းကသဘောပေါက်လားပြည်တက်ပေါ်ဆိုတော့တက်ပေါ်ရဲ့နေရာပါမတည်လို့ရှိအတိတ်ပဲမရှိနော်အတိတ်ပဲမရှိတက်ပေါ်ဒီတက်ပေါ်ရဲ့နေရာပါပြည်အတိတ်ပဲမရှိအခုဆိုလို့ရှိရင်ပြပါပြပါ သူ့နေရာနဲ့သူပဲဟလာအခုဒါကျွန်တော်တို့တော်လိုက်လောက်ကြတယ် EO တွေနဲ့ AL AL အတူလက်တွဲတယ် EO တွေနဲ့အတူရှင်တန်ကြတယ်ပြောကြတယ်သွားကြတယ်ဆိုကြဘာပြတ်တလားမမရှိဘူးပြောစရာတိတ်ကောင်းတယ်ကျွန်တော်တို့သိကြတယ်ပြပါနိုင်ငံရဲ့စီအကြောင်းအရာတွေသိရတယ်တပိုင်းအကြောင်းအရာတွေသိရတယ်နိုင်ငံအကြောင်းအရာတွေသိရတယ်ရှင်းရှောက်ပါခင်ဗျားတို့စစ်တပ်ကပြပြကြီးရုပ်ကြနော်ရုပ်ကြပဲဘာသာရေးကိုလည်းခုတော့မလုပ်ပါနဲ့เนาะအကောလုံးခင်ဗျားတို့တွေဒီအကောလုံး ဆုပ်ယူတော့ပဲအနေထားရောက်နေပြီလို့ဒါကျွန်တော်ပြောပြချင်ပါတယ်ဒေါ်လာရအင်အားရုပ်သွားတာပေါ့ဒေါ်လာရအင်အားပိုပြီးကောက်လာတာလို့ပြောလို့ရတယ်ကဲဒါကတော့ဒီနေ့ရထူကြသောအရာပဲဖြစ်ပါတယ်မင်္ဂလာပါတတိယမင်္ဂလာပါဟုတ်ကဲ့ပါအဲ့တော့တပြေးပြေးတဲ့တော့တောက်ပိုင်းရဲ့အရှိန်အဝါတွေရတယ်အင်မတန်ကောက်လာပါပြီတောက်ပိုင်းနဲ့ပတ်သက်ပြီးတော့ပါပေါ့နော်တောက်ပိုင်းတစ်ခွေကအတိထားဖို့ကလည်းအာဆီယံနဲ့တောက်ပိုင်းကိုထောက်ခဲ့တယ်တော့ဟိုတော့ထိုင်းတဲ့ကန်ဒီလဲ တောင်ပိုင်းတစ်ခွေအကောလုံးကိုထောက်ခတ်တယ်။လှုပ်ရှားရှိရတာရဲရဲလှုပ်ပါပြက်ပြက်တတသွားပါလှုပ်ရှားရှိရရဲရဲသွားပါပြီးအကြဘက်စစ်ကောက်စီဒီရဲ့အကြဘက်ဘူးဒါအပြူပြူကနေပြောပါကေဝေးကြပါစေလို့ပြောပြောချင်ပါတယ်ကျေးဇူးတင်ပါတယ်